ရှင်တရားတဲ့တပည့်တော်ဒီတာဝရိန္ဒာနတ်ပြည်ကိုစရောက်တဲ့အချိန်တုန်းကတဲ့တပည့်တော်တဲ့အရင်ရောက်နေတဲ့နတ်တွေရှိတယ်ဗျာတဲ့အဲ့ဒီနတ်တွေကပြောတယ်တဲ့လောကမှာဖျားပွင့်လို့ရှိရင်နတ်ပြည်တွေစီကားတယ်ဖျားမပွင့်တဲ့အချိန်မှာဆိုရင်နတ်ပြည်တွေ၆ကပ်ကဖြစ်တယ်လို့ပြောတယ်လို့ဆိုအဲ့ဒါလို့ပြောကြတယ်ဗျာတဲ့ အခုတော့တပည့်တော်လက်တွေ့ပဲဗျာတဲ့မြတ်စွာဘုရားပွင့်လာတော့တပည့်တော်နတ်ပြည်မှာစီကားနေတယ်လို့ဒီလိုပြောတာနော်နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေအလွန်များတယ်တဲ့ဘုရားပွင့်လာတဲ့အချိန်မှာနတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်တွေကများကြတယ်ကုသကောင်းမှုတွေလုပ်လို့အဲ့ဒီမှာ तू ကဇာလန်းလေးတစ်ခုပြောပြကပိလဝကအ ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့အမျိုးသမီးတူသူ့နာမည်ကဂောပိကာလို့ခေါ်တယ်။သူက၅ဝတိလလုံးနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုရှိကတ်တယ်။အဲ့ဒါလို့သူကသီလကိုအမတန်ဆောက်ရှောက်တယ်ဘုရားတရားတန်ခါအလွန်ချီးမြှိုးတယ်။အဲ့ဒီအမျိုးသမီးတယောက်ကလူဘဝလူခန္ဓာဆုံးတဲ့အခါမှာ တော်ရင်သာနတ်ပြည်လာပြီးတော့တရားမင်းရဲ့တားလာဖြစ်တယ်။တားဆိုတာဘယ်မှာဖြစ်တယ်ဆို ရင်ဝင်ထဲမှာဖြစ်တာနော်။တရားမင်းကြီးရဲ့ရင်ဝင်ထဲမှာဘဝကနေပေါ်ရင်တားလို့သတ်မှတ်တယ်ပေါ့။တခြားနေရာမှာပြထားတာတော့တရားမင်းကြီးမှာဇေယန္တရို့သူဝီရရို့ဆိုတဲ့တားတွေလည်းရှိသေးတယ်။သို့တော်ဒီတက္ကပညာတုတ်ရဆိုလို့ရှိရင်တော့အဲ့ဒီကပိလဝကတ် ခောပိကာဆိုတဲ့အမျိုးသမီးကတာဝရိန္ဒာနတ်ပြည်ရောက်ပြီးတော့တရားမင်းရဲ့သားသွားဖြစ်နေတယ်သူကအဲ့ဒီမှာမြတ်စွာဘုရားရဲ့တပည့်ဘုန်းကြီး၃ပါးရဟန်းတော်၃ပါးရဟန်းတော်၃ပါးကသာသနာမှာမှာရဟန်းပြုပြီးတော့အဲ့လိုမြတ်စွာဘုရားလက်ထက်ကနေပြီး အဲ့ဒီကိုယ်တော့သုံးပါပြန်တော်မူတော့ဘာလာဖြစ်တယ်ဆိုတရားမင်းကြီးကိုဖြေပြော်တဲ့ခန္ဓာဘဏ္ဍာ၃ယောက်လာဖြစ်နေတယ်တဲ့။နော်ဘုန်းကြီးကဖြေပြော်ရေးသမားလာဖြစ်တယ်။အမျိုးသမီးကတရားမင်းကြီးရဲ့သားဖြစ်တယ်။အစင်တန်းချင်းကွာတယ်လေ။အဲ့တော့အစင်တန်းချင်းကွာတဲ့အခါကျတော့အဲ့ဒီခောဘကဏ္ဍာကသူကတော့ဘယင်းသားဆိုတော့စင်မြင့်မော်ထိုင်မှာပေါ့။ ဟိုကတော်ကြီးတွေကအောက်ကနေဖြေပြောတာပေါ့သို့တော့အခုတော့ချွန်တက်တဲ့နေနေမှာပေါ့နော်ဘုန်းကြီးဘွားတော်ကတော့ကရုံးနဲ့ပေါ့အဲ့ဒီလိုလုံးတော့အဲ့ဒီဂောပကဆိုတဲ့နတ်သားကជីလိုက်တယ်ဒီနတ်သား၃ယောက်ခန္ဓဘနတ်သားသူတို့ဖြေပြောနေတဲ့နတ်သား၃ယောက်ကဘယ်ရောက်လာတာတုန်းជីလိုက်တဲ့အခါကျတော့ဟိုတော့ကသူ့အိမ်မှာဆုံးခံနေတဲ့ကိုတော်၃မှဖြစ်အဲ့ဒါနဲ့သူမနေနိုင်ဘူး တောက်လျှောက်ထသွားပြီးတော့သူဘာပြောတော့ဆုံးကိုတော်တို့ကိုတော်တို့မြတ်စွာဘုရားရဲ့တရားကိုဘယ်ဘက်မြန်လှဲ့လာကြတာတော့အရှင်များတို့တပိတော့အမျိုးသမီးတောင်မှအခုချိန်ကြားမင်းရဲ့သားဖြစ်တယ်ကိုတော်တို့ဘုန်းကြီးဝဲတန်းနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရလဲသွားပြီးတော့ပြောတာနော်ကိုတော်တို့မြင်လိုက်ရတာစိတ်မကောင်းတရားကြီးဘာလို့တော့ဆိုရင်သူတို့ရဲ့အချမ်းရံဖြစ်ပျော်ရေးသမားသွားဖြစ်နေတာကိုဒါလည်းသတိထားစရာကောင်းတာပဲနော် တဏှာဆိုတာအထက်ရောက်လိုက်အောက်ရောက်လိုက်ပဲပြောလို့မရဘူးနော်အဲမကြိုးစားရင်တော့အောက်ကရောက်ချင်ရောက်သွားတာပဲအခုဘဝမှာအထက်ကနေပြီးမဲ့တော့ကြအောက်ကကြချင်ကြသွားတာနော်သွားပြီးတော့အဲ့ဒါပုံနေကြီးလို့သွားမတတ်မှတ်လေနဲ့ကိုယ့်ကိုပြင်ပြီးတော့ဂရုစိုက်ပါမှမစိုက်လို့ရှိရင်အထက်ကနေအောက်ရောက်ချင်ရောက်သွားမှာပဲနော် အဲ့တော့သူကသွားပြောတယ်ကိုရောတို့မြတ်စွာဘုရားတရားကိုဘယ်ဘက်မြန်မျက်နှာလှဲ့နာကြတာတုံးနဲ့ဘုရားရဲ့တပည့်သားယဟန်ဖြစ်ပါလျက်သားနဲ့ဘာဖြစ်လို့တပည့်တော်တွေနှိမ့်ကြတဲ့ဘုရားရောက်ရတာလဲတဲ့အခုတပည့်တော်မိမသားဖြစ်ခဲ့တဲ့အဲ့ခုတရားမင်းကြီးရဲ့သားလာဖြစ်ပြီးကိုရောတို့ရဲ့အထက်ကရောက်နေတယ်ပေါ့စိတ်မကောင်းစရာကြီးတဲ့သူကသူ့အိမ်ဆုံးခံနေတဲ့ကိုရောကြီးသုံးမဖြစ်နေတာကိုစိတ်မကောင်းစရာကြီးတဲ့အဲ့လိုပြောတဲ့အခါကျတော့ နှစ်ပါးကတော့ချက်ချင်းတတိယသွားပြီးတော့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်သွားပြီးဒီခါတည်းဟိုတုန်းကကျင့်ခဲ့တဲ့တရားတွေကိုစိတ်ထဲကနှလုံးသွင်းလိုက်တာနဲ့ပဲအဲ့ဒီနှစ်ပါးကတော့ချက်ချင်းသုတေသေးကြပြီးဗမာဖြစ်သွားကြတယ်ဆံရပြီးတော့နော်ဟိုတစ်ပါးကတော့ကတော့မယ်ခုချိန်ထိဝါသနာပါတာဟိုသူကဆက်ပြီးတော့ပဲကနေရတဲ့သူက ခန္ဓာဝနာသားဆိုတာအတိမုတ်တို့အကခုံတို့လောရတာလေတရားမင်းကိုဖြေပြောရတာ